နေပြည်တော်မှာစစ်ကောင်စီကကျင်းပမဲ့180ပြည့်တွန်လှန်ရေးနေ့တက်မတော်နေ့ခမ်းနားအတွက်စီရေးပြဖို့စုဝေးရောက်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းမင်းကမက်ရှလ26ရက်နေ့ညပိုင်းကအရက်တောက်စားကစကားမျှရန်ဖြစ်ခဲ့ကြပြီး78ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တက်တွင်းသတင်းရှင်းပြထံကသိရပါဗျာ။ ခြေပြခန်းအောင်ကျင်းပရာမှာပါဝင်မဲ့တပ်ဖွဲ့ဝင်တွေနေထိုင်ရာနေပြီးတော့တဲခုရီ၃ရှိအိတ်ဆောင်34ကတပ်ဖွဲ့ဝင်တွေအရက်တောက်စကားများခဲ့ရာက အုတ်ခဲနဲ့ဒုတ်တွေအသုံးပြုပြီးပြစ်ခတ်ရိုင်းနှက်ကြခြင်းဖြစ်ပြီးတပ်ဖွဲ့ဝင်15ဦးခေါင်းကွဲကဒိတ်ထွက်တန်ယူဒဏ်ရာရရှိခဲ့ပြီး၃ဦးမှစွန့်ရရတဲ့ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့သိရပါဗျာ။ ဒဏ်ရာရရှိသူတွေထဲမှာဒုတိယဗိုလ်မှူးကြီးအဆင့်ရှိစစ်ကြောင်းတည်ရင်မှုတူပါဝင်ခဲ့ပြီးလက်ရှိမှာတက်ဆိုင်ရာအရာရှိတွေကညရင်းချင်းရုံးတက်ဖြည့်ရှင်းခဲ့ရတယ်လို့ CDM တက်မတော်သားတူက ARD Times ကိုပြောပါရယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတဲခို့တဲ့အိဆောင်တစ်ခုမှာတက်သား900ကနေ900အထိထားရှိထားပြီးအိဆောင်နှစ်ခုကြားရံမွဲမှာတက်သားရာနဲ့ချီပါဝင်ခဲ့တဲ့အတွက် အမတ်နှစ်တမ်းမြင့်လေးချင်းတနန်းကြောင်တကကနှစ်ကဝင်းရောက်ထိမ့်သိမ့်ခဲ့ပေမဲ့ရှံဖင်မရတဲ့အတွက်လုံကြုံရေးတွေထက်ခေါ်ယူကကျင်းဆက်တွေတုံးပြီးလူစုခွဲခဲ့ရကဘူကျုပ်အစင်းရှိစီးအပြမှုကနိုင်ရောက်ဆဲဆိုစုပူသွားတယ်လို့သိရပါဗျ။မက်ရှလ29ရက်နေ့မှာကြားရောက်မဲ့စစ်ကောင်စီရဲ့280ပြည့်တက်မတော်နေအထိမ့်မှတ်စီးအပြခန်းသားကိုညနေပိုင်းမှာပြောင်းလဲလုဆောင်မှာဖြစ်ပြီးလုံကြုံရေးကိုလည်းတင်းကျပ်စွာစီမံထားတယ်လို့သိရပါဗျ။